င်္ဂလာပါရှင်။ MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ကျမတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်။မင်္ဂလာပါအကို။ Okay, မင်္ဂလာပါခင်ဗျာ။အကိုရေရှစ်အပိုင်းနေ့မှာပြောခဲ့တဲ့အထက်ရွေ့ Story Drift Tempo တွေကကြိုက်တလို့ရှိခွင့်ရှိလား။ဒါမှမဟုတ်တန်တချက်တစ်ခုခုရှိလားရှင်။ ကန့်သက်ချက်ရှိတယ်ညီမအပိုက်ခွဲ3.4စန်နေဓမ္မနေကျွန်တော်တို့သွက်ချက်ထားတဲ့အထက်ရွေ့ဒေါလ်တာဟာဇယား3.4စန်နာအတမထားတဲ့လက်ခံနိုင်သောအထက်လိုက်အရွေ့ဒေါလ်တာ effect လုံးဝမပူစေရပါဘူးအဆောက်အဦးဟာရိုးရိုးရွေ့တာမဟုတ်ပဲလိမ်ပြီးရွေ့တာမျိုး torsional irregularities ထင်နေအများဆုံးအထက်လိုက်အရွေ့ကိုတွက်တဲ့အခါအဲ့ဒီ torsional effect တွေကိုမဖြစ်မနေထည့်သွင်းစဉ်းစားပြီးမှတွက်ချက်ရပါမယ် နလင်အားများတဲ့ STCC D E F စုံလင်မှာရှိပြီးပုံတရမမာနဲ့အဆောက်အဦတွေအတော့ရောထူးခြားချက်ရှိသေးလားရှင်ထူးခြားချက်ရှိတယ်အဆောက်အဦက STC C D E F to B စရာ3တဒမလင်းတဒမ2ပါ အမျိုးအစား H1A တမဟုတ် H1B အလားလိုက်ပုံတရမညီညက်တဲ့အညီညွတ်မှုတွေရှိနေတယ်ဆိုရင် drift တပုံနည်းနည်းကွဲပါတယ်ပုံမှန်လို့ Center of Mass ကိုမဲ့ကြည့်လို့မရတော့ဘူး။ဥတီရာတချူးစီအတွက်အဆောက်အဦးရဲ့အစွန်းနဲ့တခြားမှာဖြစ်ပေါ်နေတဲ့အပေါ်ထက်နဲ့အောက်ထက်ကွေးညွတ်မှု deflection အများဆုံးခြားနားချက်ကိုယူပြီးတော့မှ design အရွက်ကိုတွတ်ချက်ရမှာဖြစ်ပါတယ်။တကယ်လို့အဆောက်အုံက SDC DEF လို့ငလျင်အပြင်းနဲ့ဇုံတွေမှာရှိပြီး moment frame စနစ်ကိုတုံးထားတယ်ဆိုရင်ရောတီတန်လိုက်နာရမယ်စီကန်းရှိလာကို STC DEF မှာရှိတဲ့ moment frame အဆောက်အုံဒီဆိုရင် design အထောက်အယူ delta ဟာတာမန်တွက်ထားတဲ့ allowable drift မကျော်ယုံနဲ့မလုံလောက်ဘူးအဲ့ဒီ allowable drift ကို မျှဝေနိုင်မှုကိန်း rule နဲ့စားထားတဲ့ထက် မကျော်စေရဘူး rule တန်ဖိုးကိုတော့အပိုင်းခွဲ3.4.3.4.2အတိုင်းတွက်ယူရမယ်ကျန်းကင်းတွေကွေးညွတ်တာ diaphragm deflection နဲ့ပတ်သက်ပြီးတော့ရော ်ဘာတွေတတိပေးထားလဲကိုကြံခင်မကျုံးရင်ပြီးရောလားရှင်ကြံခင်မကျိုးယုံနဲ့မပြီးဘူးညီမကြံခင်ကွင်းရွက်ကြတာကသူ့မှာလာချိတ်ထားတဲ့တခြားပစ္စည်းတွေဥပမာပိုက်တွေနေရန်တွေကိုသွားမထိခိုက်စေရဘူးတွက်ချက်ပြီးရရှိတဲ့ကြံခင်ကွင်းရွက်မှုပမာဏဟာအဲ့ဒီတွဲဆက်ထားတဲ့ပစ္စည်းတွေရဲ့ခွင့်ပြုနိုင်တဲ့အရွေ allowable displacement tab မများစေရဘူးဆိုလိုလာကကြံခင်ကွေးလိုက်တာနဲ့ ပစ္စည်းတွေကျိုးပြက်ပျက်စီးသွားတာမျိုးမဖြစ်စေဘဲသူတို့ရဲ့ structural integrity ဖွဲ့စည်းပုံတည်တံ့ခိုင်မဲမှုကိုထိန်းသိမ်းနိုင်ရပါမယ်ဟုတ်ကဲ့ဒီ drift limit ဇာတ်ရည်ရဲ့အောက်မှာတွေ့ရတဲ့အမှတ်ချက်လေးတွေဖြစ်တဲ့ A B C D အချောင်းလေးလည်းရှင်းပြပေးပါဦးအကိုပထမဆုံး A ရ HSX ဆိုတာက ကိုစဉ်းစားနေတဲ့အဆင့် level 8ရအောင်တဲ့တဲ့မှာရှိတဲ့အထက်အမြင့် story height ကိုဆိုလိုတာပါဒါဆိုဘီမှာပါတဲ့ moment frame တွေအတွက်ကန့်သက်ချက်ကရောဘာလဲကိုဘီကတော့ငလင်းအပြင်းတဲ့ SDC DEF စုံဒီမှာရှိတဲ့ moment frame တည်ထန်ထုံထားတဲ့အဆောက်အုံတွေအတွက်သူတို့ရဲ့ခွင့်ပြုနိုင်တဲ့အထက်ရွေ့လျားမှု allowable story drift ဟာတာမန်ထပ်ပိုတင်းကြတယ်ရှေ့မှာဆွေးနွေးခဲ့ပိုင်း၃တိလေတစ်စနေတိတ်တိတ် တပတ်ချက်တွေနဲ့မဖြစ်မနေကင်ကြီးရပါမယ်။စီမာကြတော့တထအဆောက်အုံတွေအတဲကင်းလွခွင့်တစ်ခုပေးထားတာတွေ့ရတယ်။အဲ့ဒါဘလို့အခြေအနေမျိုးလဲရှင်။တထအဆောက်အုံတွေမှာအတင်းနေရန်အခန်းကန့်ညနေချက်နဲ့အပြည့်နေရန်တွေကိုဖြစ်ပေါ်လာမဲ့ drift တွေတန်ကွက်ကြီးခန်းနိုင်ရရှိအောင်တည်ထားဒီဇိုင်းလုပ်ထားတယ်ဆိုရင်အထက်ရွေ့လျာမှုကန့်တက်ချက် drift limit တတ်မှတ်ထားစရာမလိုပါဘူး။ဒါပေမဲ့တတိပြုရမှာက drift limit မလိုပေမဲ့အဆောက်အုံနှစ်ခုကြားခွာထားရမယ်။ structural separation requirement အပိုင်း၃ပြက်၄ပြက်စနစ်ပြက်၃ကိုတော့ကင်းလွတ်ခွင့်မပေးပါဘူးအဆောက်အုံချင်းမတိုင်မီအောင်တော့ဆက်ပြီးခွာထားမယ်ညီမနောက်ဆုံးဒီမှာပါတဲ့ cantilever masonry shear wall ဆိုတာဘယ်လိုပုံစံမျိုးကိုပြောတာလဲကိုအဲ့ဒါက foundation ကနေ downline မမှတ်ထောင်းထားတဲ့အုံညံ့နေရန် masonry shear wall တွေကိုပြောတာပါထူးခြားချက်ကဒီနေရန်တွေကြားမှာအားလွဲပြောင်းပေးနိုင်တဲ့ coupling beam လိုမျိုးချိတ်ဆက်မှုမရှိတဲ့လောက်နေပါတယ် တစ်ခုတည်းထောင်ထားတဲ့ပုံစံမျိုးကန်တီလီဗာစတိုင်ဖက်နေတဲ့အဆောက်အဦးမျိုးကိုဆိုလိုတာညီမအဆောက်အဦးနှစ်ခုကိုကက်လက်ဆောက်တဲ့အခါငလျင်လုတ်ရင်တစ်ခုနဲ့တစ်ခုရိုက်မိမှစိုးရင်ရတယ်နော်အပိုင်းသုံးတသမလေးတသမစနစ်တသမသုံးမအဆောက်အဦးတစ်ခုနဲ့တစ်ခုခွာထားခြင်း building separation ဆိုပြီးပါတာတွေ့လေအဲ့ဒါဘလို့သတ်မှတ်ထားလဲရှင်အဓိကရည်ရွယ်ချက်ကတော့ငလျင်လုတ်တဲ့အခါအဆောက်အဦးကိုချင်းချင်းတိုက်ခိုက်မှုမရှိစေဖို့ပါပဲ။ ။ဒါကြောင့်အပိုင်3.4တသမ6မှာဖော်ပြထားတဲ့တွက်နည်းအတိုင်းတွက်ချက်ပြီးလုံလောက်သောအကွာအဝေး delta x တခုကိုမထစ်မနီခွာထားဖို့လိုအပ်ပါတယ်။တကယ်လို့မင်းရအခက်ခဲကြောင့်ဖြစ်ဖြစ်ဒီဇိုင်းအရာဖြစ်ဖြစ်အဲ့ဒီလိုလုံလောက်တဲ့အကွာအဝေးခွာမထားနိုင်ဘူးဆိုရင်တော့ရွေးချယ်စရာတလန်ပဲရှိပါတယ်။အဲ့ဒီအဆောင်အုံတွေရဲ့အစိတ်အပိုင်းအားလုံးကိုတိကျစီလို့မတတ်မှတ်တော့ပဲတစုတစည်းတဲ့ single integral unit အဖြစ် ပေါင်းစည်းပြီးတော့ကိုဒီဇိုင်းပြုလုပ်တိဆောက်ရပါမယ်။မလင်အားပြင်းတဲ့ SDC D E F စုံတွေမှာမလင်အားခံနိုင်ရေးစနစ် Seismic Force Resisting System နဲ့မှာမပါဝင်တဲ့တခြားအစိတ်အပိုင်းဥပမာ Gravity လို့တတ်တတ်ထမ်းထားတဲ့တိုင်တွေရမတွေအတွက်တီးတန့်စဉ်းစားပေးဖို့လိုသေးလားကို။တီးတန့်စဉ်းစားပေးဖို့လိုရဲ့ညီမ။အဓိကကတော့အဆောင်ဝန်ကငလင်းလုတ်တဲ့အခါ အဲ့ဒီစနစ်ထဲမှာမပါတဲ့တိုင်တွေရက်မာတွေကလည်းလိုက်ရင်းရတာကိုဒါကြောင့်သူတို့ဟာသူတို့ထမ်းထားတဲ့မြေဆွဲအောင် gravity loop အပြင် design story drift ကြောင့်ထိပေါ်လာမဲ့အားတွေကိုပါခံနိုင်ရရှိအောင် design လုပ်ရပါမယ်။ဒါမှအဆောင်အုံရင်းတဲ့အခါဒီတိုင်တွေကျိုးမသွားမှာပေါ့။ဟုတ်ကဲ့အထူးသဖြင့်အားကို concrete RC အစိပ်အပိုင်းဒီအကွက်ဆိုရင်ရောတိတက်ညွန့်ကြားချက်ရှိလာရှင်။ twin jet အနေနဲ့ ငလီယန်အားခံနိုင်ရည်စနစ်ထဲမှာမပါဝင်တဲ့အာကုကွန်ကရစ်အစိတ်အပိုင်းတွေထည့်မယ်ဆိုရင် ACI 38 38စံချိန်စံညွှန်းနဲ့အညီကွက်ညီမှုရှိရမယ်လို့သတ်မှတ်ထားတယ်။ဒီအစိတ်အပိုင်းတွေရဲ့ share နဲ့ movement တွေကိုတွေ့တဲ့အခါသူတို့နဲ့ထိဆက်နေတဲ့တခြားတောင့်တတဲ့အစိတ်အပိုင်း rigid elements တွေကိုရောခက်စဉ်းစားရမလားကိုထက်စဉ်းစားရမယ်ညီမအဲ့ဒီအစိတ်အပိုင်းတွေနဲ့ထိဆက်နေတဲ့ တောင့်တင်းတဲ့အဆောင်အုံအစိတ်အပိုင်း rigid structural elements တို့ရော structural မဟုတ်တဲ့အစိတ်အပိုင်း non structural elements တို့ရဲ့တောင့်ခံနိုင်မှု stiffness ကိုပါထည့်သွင်းစဉ်းစားရပါမယ်။တွေ့ချက်တဲ့အခါမှာလဲလက်တွေ့ကျရဲ့တန်ဖိုး rational value တွေကိုအသုံးပြုပြီးအတိအကျရှားဖွေတွေ့ချက်ရပါမယ်။အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအကိုကိုရော အစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးများရှိကြပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာလည်းရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MNDC 2025အပိုင်း3ရက်အခန်းခွဲ3.5ရက်စိတ်ဝင်စားဖို့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။